။အော်ဒီနေ့တော့တော်တော်များများလေးသိပြီးလောက်ပြီးပြန်လဲရလောက်ကြပြီ ဖြစ်တဲ့ဒါ Binance ရဲ့ဒေါ်လာတန်း400ကူညီတဲ့အစီအစဉ်။ဒါဒီအစီအစဉ်လေးကြောင်းဒီနေ့ဒီမှာကျွန်တော်နည်းနည်းလေးဆွေးနွေးခြင်းနဲ့ပြီးတော့ဘယ်လိုမျိုးဆိုရင်ပြန်ရလဲဘယ်လိုဆိုပြန်မရဘူးလဲဆိုတော့ community ထဲမှာကျွန်တော်ပြောထားကြတဲ့ဟာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ခြင်းနဲ့ပေါ့နော်။ပြီးတော့ကျွန်တော်တို့ Binance ကိုဆက်ပြီးတော့တုံးလို့ရသေးလားဘလို့ထင်လဲဆိုတာလေးကိုကျွန်တော်ဒီမှာပြောချင်ပါတယ် ဆိုဒီစီဇန်တွေရဲ့အစအဓိကပြဿနာကဘာလဲဆိုလို့ရှိရင်အော်တိုဘာလ10ရက်နေ့17ရက်နေ့ကြားထဲမှာဖြစ်ခဲ့တဲ့ market crash ပေါ့နော်အဲ့ဒီကနေစတာအဲ့တော့ market crash က crypto တမိုင်းမှာအကြီးဆုံးလို့ပြောလို့ရတယ်19 billion လောက်ဝိုက်ဝိုက်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာအဲ finance မှာညဘက်မှာပြဿနာကြီးဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ trade က liquidate ဖြစ်သွားကြတယ်အဲ store lot ထည့်ဖို့တွေ margin ထည့်ဖို့တွေမမီလိုက်ဖဲနဲ့ အဲဘောနော်လုံးဝဒီအကောင်လုံးဟန်းပြီးတော့ဒီ server ကြီးတစ်ခုလုံးရက်သွားတာဘောနော်အဲ့လိုမျိုးဖြစ်ခဲ့ကြတဲ့အတွက်ကြောင့်ဆုံးရှုံးမှုတွေများခဲ့တယ်ဘောအဲ့တော့ Binance ကအဲ့ဒါတွေကိုသူကဒေါ်လာ10300နဲ့ပြန်ပြီးတော့အစားထုတ်ပေးပေးပေါ့နော်ဆိုတော့သူပေးမဲ့ပုံစံက2မျိုးပေါ့အခုပေးပေးတော့ပေးပြီးသားရေပေါ့သူပေးခဲ့တဲ့ပုံစံ2မျိုးပထမ1မျိုးကပါလဲဆိုလို့ရှိရင် user တွေက10ရက်နဲ့17ရက်ကြားထဲမှာဖြစ်ရမယ်အနည်းဆုံးဒေါ်လာ50ရှုံးရမယ်ပြီးတော့လို့ရှိရင် အခုတော့ force ပေါ့နော်ဒီပြဘာမှလုပ်လို့မရဘဲနေဖြတ်သိမ်းခံရတဲ့လူမျိုးဖြစ်ရမယ် store lot ထည့်ရလူမပါဘူးဒီတိုင်းပဲ liquidity ဖြစ်သွားတဲ့လူတွေဖြစ်ရမယ်ပြီးရင်အရေးကြီးတဲ့ချက်ကအော်တိုဘာလ9ရက်နေ့မှာရှိခဲ့တဲ့ကိုအကောင့်ရဲ့30%တော့ငွေမောင်းထည့်ပုံများရမယ်ဒါတို့ရအဓိကအချက်ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့မှာတချို့ကျွန်တော် community တွေကလူတွေချို့လည်းပြန်ရကြတယ်ချို့လည်းပြန်မရကြဘူးပေါ့နော် Binance ဒီ customer service ကနေပြီးတော့ပြန်မပေးနိုင်ဘူးပြောပြီးတော့မှ play လိုက်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့တို့30%လို့သတ်မှတ်ထားတဲ့ကြောင့်လူပြန်မရတဲ့လူတွေရှိရှိတာပေါ့လေ ဆိုတော့နောက်ထပ်ဒေါ်လာတန်းတရာကျတော့ဟိုအတိုးအတိုးနည်းနည်းလေးနဲ့ပြန်ချိမဲ့ plan ပေါ့နော်ဒါကတော့ပြောလို့ရှိရင်ပြန် recover ဖြစ်အောင်လုပ်ပေးတဲ့ပုံစံပေါ့လေနော်ဆိုတော့မှကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအပိုင်းနှစ်ပိုင်းပါလိမ့်မယ်ပေါ့နော်ပထမတစ်ပိုင်းကဒီ CEX တွေကယုံရလာပေါ့ Binance ကယုံရလာပေါ့ဆိုတော့ဒီလိုပြဿနာဖြစ်တဲ့အချိန်မှာပို့ဝင်ရင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အာ trader တွေနေတတိထားတဲ့နေပေါ့ဘာလို့လဲဆိုတော့ကိုယ့် strategy မှားလို့ကိုက송송 လိုက်ရတာကိစ္စမရှိဘူးဒါပေမဲ့ကိုပတ်စံထက်ထဲလို့ရပါရဲ့နဲ့ margin ထက်ပြင်းလို့ရပါရဲ့နဲ့ဒီ platform ကြီးက freeze ဖြစ်နေတဲ့အချိန်မှာထက်ထဲလို့မရဘဲနဲ့ကုန်သွားတာကိုကိုမစိတ်ရှိမှနေမယ်မြင်နေတဲ့အတိုင်းလှုပ်လို့ရှိရင်ပြောင်းရမယ်ဆိုစိတ်အတိုင်းလှုပ်လို့မရလိုက်တာမျိုးတွေကြတော့ဒါကဟိုပြောလို့ရှိရင်မကောင်းဘူးပေါ့နော် not acceptable ပေါ့ဒီဒီလိုမျိုးဖြစ်တဲ့အပိုင်းอ่ะဆိုတော့အဲ့အတွက်ကျွန်တော်တို့က CES ကိုတုံးတဲ့ဟာကိုကျွန်တော်တတိထားတဲ့နေဒါပေမဲ့ခက်တာဟုတ်ပြီ CES ကိုတုံးတဲ့ဟာမှာခရီးတတိထားမယ်ဆိုတဲ့အချိန်မှာ တခြား CEOs တွေကကြတော့ Binance လောက်ကိုအဆင်မပြေဘူး။ Security ဘိုင်းယူပေါ့ရှိတဲ့ကောင်နဲ့ပြီးရင် liquidity နည်းလို့ trade ဖို့အရေကိုစောင့်နေရတဲ့ကောင်နဲ့အားမျိုးတွေဖြစ်နေတဲ့အခါကျတော့ liquidity များပြီးတော့ဒီတကယ်ပတ်စံရှိတယ်။တခုခုဖြစ်ရင်လည်းယော်လိမ့်မယ်လို့ယုံကြည်ရတဲ့အချိန်ကပိုကောင်းတယ်လို့ဖြစ်နေတယ်။အဲ့ဒါလည်း Binance ပဲဖြစ်နေ။ကျွန်တော်တို့မှာ CEX trade မယ်ဆိုလို့ရှိရင်ကျွန်တော် Binance ကိုပဲဆက်ပြီးတော့တောင်းရမယ်ပုံစံဖြစ်တာပါเนาะအဲ့တော့ဒီမှာကျွန်တော်အကြံပေးချင်တာကတော့တချို့ DEX တွေကိုလည်းကျွန်တော်တို့ကတစ်ချက်အဲကြည့်ပြီးတော့တုံးတင်မတုံးတင်ကျွန်တော်လေ့လာကြည့်တင်ပါတယ်ပြီးရင်ကျွန်တော်တို့ trade လုပ်တဲ့အခါမှာကိုယ့်ရဲ့ account ထဲမှာရှိတဲ့ငွေမောက်အကုန်လုံးကို trader မျိုးတွေအဲ့ဒါတွေကိုရှောင်သိနေပါတော့ဒီလိုမျိုးဖြစ်ခဲ့လို့ရှိရင်ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးပြီးခဲ့ကြလို့ရှိရင်ကျွန်တော်တို့ဒီ ကျဲဥတွေကိုချင်းတစ်ခုလည်းမထားပဲနဲ့ခွဲထားဆိုရဲဒါစကပုံဒီ Warren Buffett ပြောတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့ investment တွေကိုတနေရာထဲမှာထားတာမျိုးကလည်းစိတ်မချရအောင်အဲ့တော့ long time ကြိုင်မဲ့ဟိုမှာ Bitcoin လောဟာမျိုးတွေကို hard wallet ထဲကိုပြောင်းထည့်တာမျိုးဒါမျိုးတွေကလုတ်ကိုလုတ်ထားသင့်တယ်ပေါ့လေဆိုတော့အခု company တွေမှာတော့ဒီကပြင်ရတဲ့လူလည်းရှိတယ်ပြင်ရတဲ့လူလည်းရှိတယ်ပြင်ရတဲ့သူတွေကလည်းအဲပြောရလို့ရှိရင် voucher တွေပြင်ရကြတာပေါ့နော် 30%အ ਨੇ ဆုံးရှိရမယ်ဖြစ်တဲ့အကြောင်းမလို့ပြင်ပြရတဲ့လူတွေတော့တော်တော်များများတွေ့ရတယ်ပေါ့နော်။ဘာလို့ဆိုတော့ဒေါ်လာ1000ဒေါ်လာ3000ရှုံမှပြန်ရမှာ။တော့3000အထက်ရှုံမှပြန်ရမှာပေါ့နော်။ဒေါ်လာ2000ပဲရှုံနေ2500ပဲရှုံနေဆိုလို့ရှိ25%အဲ့ဒါပြန်မရတော့ဖြစ်တယ်။အဲ့ဒါကြတော့ကျွန်တော်တို့ကကိုယ့်အကောင့်တွေကအများကြီး trade ထားမှပြန်ရမယ်ပုံစံဖြစ်တယ်။အဲ့ဒါလည်းတိတ်မလွယ်ဘူးအဆင်မပြေဘူးပေါ့နော်။ဟုတ်ကဲ့တော့ဒါအခုဒီကိစ္စဖြစ်တဲ့အချိန်မှာကျွန်တော်တို့ခုနကပြောတဲ့3 base account လောင်းတန်လေးတွေကျွန်တော်တို့ကြားလိုက်ရတယ် ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ investment တွေကိုခွဲထားဖို့အတွက်ကိုကျွန်တော်အသိပညာရလဲရတယ်။အဲ့တော့ဒါကတော့အမြတ်ပေါ့နော်။ So အခုမိတ်ဆွေရောဒီ market crash မှာ power ထဲမှာပါလား။ပြီးရင်ပြန်ရောရလား။ပြန်ရရင်ဘယ်လောက်ရလဲပေါ့နော်။အဲ့ဒါလေး comment မှာမှတ်မိခဲ့ပါ။အဲ့တော့လောလောဆယ်မှာတော့ကျွန်တော်တို့က CEX ဆိုလို့ရှိရင်တော့ Binance ကိုပဲကျွန်တော်ဆက်ပြီးတော့၃00အောင်မှာပဲဗျနော်တခြား exchange တွေတခြား DEX တွေပါတွေကိုလည်းနည်းနည်းတော့လေ့လာကြည့်ကြတယ်ဒါပေမဲ့လောလောဆယ်မှာတော့ ဟို liquidity အကောင်းဆုံးနဲ့လောလောဆယ် user ပြန်ပြီးတော့ပြန်ရတာတွေပြန်ပေးတာတွေတော့ Binance မှာပဲရှိနေသေးတယ်။အဲ့ဒါတခုတော့ကျွန်တော်တို့ကခေါင်းထဲမှာထားပြီးတော့ကျွန်တော်တို့မှတ်ထားရမယ့်ချက်ပေါ့နော်။ Okay ။ဟုတ်ပြီ။အဲ့တော့ market crash မှာ basic power လာဘလောက်ပြန်ရလိုက်တယ်လဲ comment မှာမှတ်ပေးခဲ့ပါအောင်။ကျေးဇူးများကြီးတင်ပါတယ်။ဝင်ဝင်ရနေလေးဖြစ်ပါလိမ့်။